ကျွန်တော်နဲ့ရီကီခီစင်အပိုင်းတော့ရီကီတမိုင်းကြောင့်အရင်ဘက်က ကျွန်တော်အတွက်နေစဉ်ဘွားနေနီးထိုင်နေဖြစ်ခဲ့ရတဲ့ရီကီပရင်စပယ်တွေကို မျှဝေဖြစ်ခဲ့ပါတယ်ဒီလိုအနှင်းသာရတွေအလွတ်တကူစောင့်သုံးလို့ရအောင်ဖော်ထုတ်ပေးခဲ့ကြတဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်တွေကြောင့်ကို အနေငယ်ပြောပြလိုပါတယ် လက်ရှိကျွန်တော်ကြည့်သွင်းဖြစ်ခဲ့တဲ့နီလန်ကတော့20ရာစုအစောပိုင်းမှာဂျပန်လူမျိုးဆီယမ်မီကောဥဆူ ਈ ပြန်လည်ဖော်ထုတ်ပြီးခဲ့တဲ့ဥဆူ ਈ ရီကီရိုင်ဟိုနီလန်ဖြစ်ပါတယ်ပြန်လည်ဖော်ထုတ်တယ်လို့သုံးဆွဲရတာက ရီကီရဲ့သဘောတရားက ဘာဝဆံပါတယ်ယူရှင်ပါတယ်ရှေဟောင်းတိဘက်ခြံခံတွေမှာပါရှိထားပြီးသားအကြောင်းအရာတွေကိုဆရာကလက်တွေ့ဘဝမှာ ပြန်လည်သုံးချလို့ရအောင်ပေါင်းစပ်ပြီးထိုက်ခဲ့လို့ပါပဲဒီလိုပညာရပ်တွေဖော်ထုတ်ပြီးခဲ့တဲ့ဆရာယူဆူရီဟာ1926ခုနှစ်မလ9ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ် အထင်အမှတ်ကျတိုင်းကိုဒိုဂျိုမျိုးဆူကီနာမီအရက်ကဆိုင်ဟိုကြီးဖျားကြောင်းမှာစိုက်ထူထရှိပါတယ်။အမြင့်30ပြီးအကျယ်လေးပြီးရှိတဲ့ထူကျော်တိုင်းကိုဥဆူရီရှိကီရီကီဟာဟိုရအဖွဲ့စီမှာယနေ့တိုင်းထင်းသိမ်းဆောက်ရှောက်ထားဆဲပါ။ကျောက်စာကို ရှီဟောင်းဂျပန်စာလုံးဖြင့်ဖော်ပြထားပြီးအင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုချက်တိုင်းဖော်ပြလိုပါတယ်။ Memorial or Sui Sensei Vakyu, someone who studied hard, that is, practice meditation and works assiduously to improve body and mind for the sake of becoming a better person is called a man of great spirit. People who use the great spirit for a social purpose, that is, to teach the right way to many people and to collect God are called teachers. Dr. Usui was one such teacher. He taught the Reiki of the universe, universal energy, called countless people asked to teach them the Kriwi or Reiki and to heal them. ဒီလိုဆရာရဲ့ဒီလိုပညာတွေကိုစိတ်ခိုက်ခဲ့သူတွေထဲကမှဆက်လက်ပြတ်ပွားစေခဲ့သူကတော့ဆရာချီချီရိုဟာယာရှိပါဆရာမီကာဦးစုီကွယ်လွန်ပြီးချိန်မှာဆရာဟာရာရှိကဂျပန်ပြည်သူလူထုအတွက်ရီကီသမားတော်ဖြစ် ကျမရင်ဆန်ရှောင်းမူရင်းဆောင်ရွက်ပေးခဲ့သလိုရီကီပညာကိုဆက်လက်ဖြန့်ဝေပေးခဲ့ပါတယ်။မထင်မှန်ပဲကျွန်းစုံလိုက်ခဲ့သူကတော့အနောက်ကဘာပြင်တကဘာလုံးနဲ့ရီကီပညာကိုမိတ်ဆက်ပေးဖို့ဖြစ်လာသူဆရာမ How are you ထားခါထားရပါဆ iam ကအမေရိကန်နိုင်ငံမှာနေထိုင်တဲ့ဂျပန်လူမျိုးပါမိသားစုကိစ္စအရာဂျပန်နိုင်ငံကိုပြန်လာစဉ်ဆ iam ရဲ့နှစ်ရှိလာမြောက်ဝိဒနာဟာဆ ਿਆ ဟာယာရှိရဲ့ရီကီစေကန်မှာပြကင်းသက်သာခဲ့ပါတယ်နောက်တိုင်းမှာလက်တွေ့ကြကြကြည့်ပြင်ခဲ့ရသူဆ iam တာဂါတာအဖို့မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ် လူနိုင်အဖြစ်မှသည်စူဇန်လိုစိနှင့်ရီကီပညာကိုဆီယာဟာရာရှိထံမှဆက်လက်လည်လာစီဝခဲ့ပြီးရီကီသမားတော်ဖြစ်လာခဲ့ပါသည်။ဆီယာမအနေဖြင့်မိမိနေထိုင်ရာအမေရိကန်နိုင်ငံကိုပြန်ရောက်ချိန်မှာရီကီသမားတော်ရေကိုဆက်လက်မွေးထိုးပြီးပြန်နှံစီခဲ့ပါသည်။ယခုဆိုရင်ဆ ्याम တာကာတာကွယ်လွန်ခဲ့တာနေပေါင်း40ကျော်ပါပြီဆ ्याम ဆက်လက်ဖြန့်ဝေပြီးခဲ့တဲ့ဥစုရီကီပညာ ဟာလည်းရီကီအနေသာရကိုအခြေခံပြီးပုံစံမျိုးစုံနဲ့ကပအဝမ်းမှာပြည့်နှက်လျက်ရှိပါတယ် ကျေးဇူးရှင်ပုဂ္ဂိုလ်တဦးတယောက်စီရဲ့အထုပတိတွေဒုတိယကမ္ဘာစစ်တွင်မှရိကီပညာပြောက်ကွယ်မသွားအောင်လက်ဆင့်ကံကြရာတွေကစိတ်ဝင်စားစရာကောင်းလွန်လာပါတယ်။အခုဆိုရင်ကျွန်တော်နဲ့ရိကီခီးစင်ဆိုပြီးဖော်ပြခဲ့တာအပိုင်းသုံးထည့်ရရှိခဲ့ပါပြီ။ဒါပေမဲ့ရိကီဆိုတာဘာလဲဘလို့အသုံးပြုရတာလဲဘလို့အကျိုးရှိမှလဲဆိုတာတွေကိုဆက်လက်ဖော်ပြပြဖို့ရှိပါသေးတယ်။ဆောင်မြဖတ်ရှုမယ်လို့ယုံကြည်ပါတယ်။